ချစ်သောဓမ္မမိတ်ဆွေညီကိုမောင်မများ မင်္ဂလာရှိသောနနခင်လေးပါလို့ခရစ်တော်၏နာမဖြင့်နှုတ်ခွန်းဆက်ပါတယ်ဒီနေ့နနခင်လေးမှာနှုတ်ကပတော်အားဖြင့်ပြန်လည်၍ရဇဝင်ချုပ်ပထမဆုံးအခန်း16အပိုင်ငယ်တက္ကနီလေးလောက်မှာဒါဝိမင်းသည်နန်းတော်၌ညင်ဝတ်စွာနေရသောအခါပရောဖက်နာသန်ကိုခေါ်၍ရှိရှုလောငါသည် အာရစ်သက်သားနှင့်နေ၏ ထာဝရဖျားဤဗရဉ္ဇင်သက်တာတော်မူကားကလကာဖြင့်သာကွယ်ကာလျက်နေရသည်ဟုဆိုသောနာသန်ကအကြံရှိသည်မြတ်အတိုင်းပြုတော်မူပါဘုရားသခင်သည်ကိုရုံနှင့်အတူရှိတော်မူသည်ဟုပြန်လျှောက်၏ထိုညတွင်ဘုရားသခင်ဤနှုတ်ကပတ်တော်သည်ပရောဖက်နာသန်သို့ရောက်၍ငတ်ကြွန်ဒါဝိဒ်ထံသို့သွားလောထာဝရဖျားမိတ်တော်မူသည်ကားသင်သည်ငတ်နေเสียဖို့အိမ်ကို မဆောက်ရလို့ပြောပါတယ်။ညတွင်ခြင်းပဲเนาะ။ဒါဝိတ်ကအားနေတဲ့အချိန်မှာအချိန်ရတဲ့အချိန်လေးမှာသူဒီဘုရားကိုချစ်တော်ဘရင်ဖြစ်တဲ့အတွက်ဘုရားသခင်နဲ့ပတ်သက်သောအရာတွေကိုသူကတွေးတော်ပြီးတော့မှ။အော်ဘုရားသခင်ရဲ့ဗရင်ရှင်တစ်တာကတော့ဖြစ်ရင်ကလကာလေးနဲ့သာကာချပြီးတော့မှနေရတယ်။ငါကတော့ဖြစ်ရင်အာရစ်တစ်သားကြီးအိမ်ကြီးနဲ့ငါထဲထဲဝဝခန်းခန်းနားနားနေနေရပါလားသူကတွေးတယ်။ဆိုတော့ ဒီနေ့ဒါဝိရဲ့သဘောထားဟာချမ်းသာကြွယ်ဝအစဉ်ပြေလာတဲ့အချိန်မှာငါဘာလုပ်မလဲငါအတွက်ဘာလုပ်မလဲငါအတွက်ငါမိသားစုနဲ့ငါဘာတွေလုပ်လိုက်မလဲဆိုပြီးတော့အဲ့ဒီအတွေးတွေမဝင်မဲ့နဲ့သူဒီဖိယသခင်ရဲ့အိမ်တော်ကိုတိဆောက်ဖွင့်ရင်သူ့ရဲ့ဒီခေါင်းထဲမှာအတွေးထဲမှာသူ့နှလုံးသားထဲမှာဒီနေ့ပြင်ဆင်လာတာကိုကျွန်တော်တို့ကြည်ရန်အားဖြင့်ဖိယသခင်ကဒါဝိတ်ကိုစိတ်တော်တွေ့တယ်ဆိုတာကအလကားမဟုတ်တာကိုကျွန်တော်တို့မြင်ရတယ် ။ဒါကြောင့်ဒါဝိဒ်ဒီအကျိုးစီးပွားဖြစ်ထွန်းလာတာနဲ့အမြပြောကျင်တာကသူ့ဘဝမှာဟာလာသူ့ရဲ့တကူခေါင်းသူ့ရဲ့မိသားစု သူ့အတွက်ငါဖို့ငါဖို့ဆိုပြီးသူဒီဒီလိုမျိုးအတွေးခေါ်ထက်ဒီနေ့ဖျားသခင်ရဲ့အိမ်တော်အတွက်ဘယ်လိုလုပ်ရမလဲဆိုတော့ကိုသူ့အတွေးထဲမှာရှိတယ်။ဒါကြောင့်ချစ်တော်ညီကောင်ပေါင်းဒီနေ့ကျွန်တော်တို့ဘဝမှာလည်းအရှင်းပြေလာတဲ့အမြကျွန်တော်တို့ဘယ်သွားမယ်ဘယ်လာမယ်ဘာလုပ်မယ်ဘာကိုင်းမယ် ဘာလေး plan ဆွဲလိုက်မယ်ဆိုတာထက်ဒီနေ့အသင်းတော်အတွက်ကျွန်တော်တို့ဘာလုပ်ပေးရမလဲဆိုတဲ့အတွေးခေါ်မျိုးကျွန်တော်ဝင်ဖို့လို့ဒါကြောင့်မို့ဒါဝိတ်ကိုဖျားသခင်စိတ်တော်နဲ့တွေ့တယ်လို့ကြည့်တဲ့အခါမှာဘယ်နေရာမှာတွေ့တယ်လဲဒီကနေ့အိမ်တော်အတွက်သူဒီအမတန်မှအမှုတော်အတွက်ဖျားသခင်အတွက်အမြဲတမ်းတွေးတော်စင်ကျင်ပေးတတ်တဲ့နှလုံးသားကိုဖျားသခင်စိတ်တော်တွေ့စီတာ ဖြစ်ပါတယ်သို့တော်တဲ့ ငါကြွန်ဒါဝိဒ်ထံသို့သွားလော။ထာဝရဖျားအိမ်တော်အမိတ်တော်မူသည်ကသင်သည်ငါနေစရာဖို့အိမ်ကိုမဆောက်ရ။ဘုရားသခင်လုံးဝသူကို ဖွင့်ပြုချက်မပေးဘူး။အိမ်တော်ဆောက်ဘူး။ဒါဝိဒ်ကအဲ့နေရာမှာလောကစကားပြောပလက်လန်တာပါပဲ။ဒီနေ့အိမ်တော်ဆောက်တယ်ဆိုတာကဘုရားသခင်သူ့ကိုချစ်တယ်ကြီးမြောက်ခြင်းတရားတသက်တပိုင်းအိမ်တော်ကိုတိဆောက်ဖို့ကြတော့သူ့ကိုခွင့်မပြုဘူး။ဒါကြောင့်နှုတ်ကပတ်တော်တစ်ချက်မှာဗာပြောလို့လေ။ကိုတော်ဘာဖြစ်လို့လဲ မင်းလက်ကသွေးစွန်းတယ်ဒီဘောမျိုးကျွန်တော်တွေ့ရတယ်ဆိုတော့ဒါဝိတ်ကဟလာများသောစစ်ပွဲတွေကိုတိုက်တာထက်ရည်ရွယ်ပြီးတော့မှဒီမဟုတ်သောလမ်းစဉ်ဘက်ကနေဘာသရှိဘကိုသိမ့်ပိုက်ပွင့်ရအတွက်သူ့ရဲ့ဒီရှစ်စစ်ရေးစစ်ရမှာအင်တာမကျွမ်းကျင်တော့စစ်မျက်နှာပြင်ပေါ်ကိုပို့လိုက်တဲ့ဥရိယကိုဒီနေ့ယူရချက်ကောင်းကောင်းနဲ့လူသက်မှုကျူးလွန်တဲ့အရာဖရာသခင်ကသူ့ကို ဗိမာန်တော်တိဆောက်ခွင့်မပြုတ်ခဲ့ပါဘူးဆိုတော့ကျွန်တော်နားလည်ရဆိုတော့ဒီနေ့ဒါဆိုရင်ဘုရားသခင်ကဒီတိုင်းပဲလားကြံတဲ့အပိုင်းတွေရောဘာမှအခွင့်အရေးမရှိတော့ဘူးလားလို့စဉ်းစားစရာရှိတယ်မဟုတ်ပါဘူးလို့တော့ဘုရားသခင်ကအခွင့်အရေးရှိပါတယ်เนาะအဲဆိုတော့အခန်းကြီး16အပိုင်းငယ်17လောက်ရောက်တော့သင်ဒီအသက်ကာလဆက်၍ဘိုးဘေးနေရာသို့တွားရသောအခါ သင်မှဆင်းသက်သောသားစုတွင်လို့ပြောပါတယ်နော်သားတယောက်ကငါချီးမြောက်၍သူဤနိုင်ငံကိုတည်ထောင်မည်ထိုသားသည်ငါအဖို့အိမ်ကိုဆောက်လင့်မည်သူထိုင်သောယာဇပလင်ကိုအစဉ်အမြဲငါတည်စေမည်နော်ချစ်တော်ဓမ္မမင်းဆွေဒီကနေ့ပြောချင်တာကဒါဝိဒ်ကိုယ်တိုင်ဘုရားသခင်ရဲ့ဗိမာန်တော်အိမ်တော်ကိုတည်ဆောက်ခွင့် လုံးလုံးမရခဲ့တော့ညာလည်းပဲသူ့ရဲ့မိသားစုဝင်တွေသူ့ရဲ့အသွေးသားတွေကသားရှလမုန်ကို ပြန်လဲပြီးအိမ်တော်ကိုကောင်းကောင်းမွန်မွန်တိဆောက်ခွင့်ပေးလိုက်တာကိုကျွန်တော်တို့တွေ့ရတယ်။လည်းောက်လီရှိအဲဒါကြောင့်ယနေ့မျက်မှောက်ကာလအစ္စရေးနိုင်ငံဂျေရုရှလင်မြို့မှာပြိုပြက်နေတဲ့ဗိမာန်တော်ကြီးတစ်ချိန်ကရှလမုန်ဘုရင်တိဆောက်ခဲ့တဲ့ဗိမာန်တော်အဟောင်းပဲဖြစ်ပါတယ်ပေါ့။ရန်သူတွေကဖြိုဖျက်ပြီးဒီကနေ့ တန်ဖိုးရှိသောလူတို့တဲကဂျူးလူမျိုးတွေကိုမြောက်များစွာကိုဒီကနေ့ဒီဘာဘူးလုံတိုင်းပြည်တွေကိုအီဂျစ်တိုင်းပြည်ကိုခေါ်ဆောင်သွားတယ်ကျုံအဖြစ်ပေါ့နော်အစောဆုံးမှကျွန်တော်ကြည့်တဲ့ဒိုင်လာတို့အဖွဲ့တွေပေါ့ဆိုတော့ချက်တော်ဓမ္မမင်းဆွေများဒီနေ့ကျွန်တော်တို့ဘဝမှာတခါလေးအတူယူစရာတစ်ခုရှိတာကဒါဝိဒ်ဒီအိမ်တော်အတွက်အမြဲတမ်းစဉ်းစားပေးတော်သူဖြစ်တယ်နော်အချိန်ရရသလိုအိမ်တော်အတွက်စဉ်းစားပေးတယ် ီနေ့ကျေးဇူးတော်ကာလမှာအချိန်ရရတို့အသိတော်အတွက်ကျွန်တော်တို့ဒါဝိဒ်ကဲ့သို့စဉ်းစားပြီးတက်ဖို့ဘုရားခင်ပြုလို့ရှိတယ်။ဒါမှသာလင်ဘုရားခင်ကဒါဝိဒ်ကိုရှိတ်တော်တွေ့တယ်လို့ဒီနေ့အသိတော်ကာလမှာနော်ကျွန်တော်တို့ဒီအသိတော်ရေးရအတွက်တတ်နိုင်တဲ့ဖက်ကကျွန်တော်စဉ်းစားပြီးတဲ့ကောင်ဘုရားခင်ကျွန်တော်တို့ကိုရှိတ်တော်တွေ့စီမှာဖြစ်တယ်။နော်ဒါကြောင့်ဗိမာန်တော်တိဆောက်ပွင့်အခွင့်အခါကြုံလာလို့ဝိုင်းဝန်းဖို့ပန့်ပိုးဖို့ပါဝင်ပေးဖို့လိုလာရင်လည်း တတ်အားသူရကျွန်တော်တို့ဒီဟာလာမတွန့်တော့လက်အပြင်ကျွန်တော်တို့ပါဝင်ခြင်းဒီကောင်းကြီးမင်္ဂလာဖြစ်တယ်။ဘာကြောင့်လဲဓမ္မဟောင်းကျွန်တော်တို့ကြည့်မိမတော့တိဆောက်တဲ့နေရာမှာအခွင့်ရမှာတိဆောက်ခွင့်ရတာအခွင့်မရတိဆောက်ခြင်းတော့လဲအခွင့်မရတဲ့ကောင်မှာတိဆောက်ခြင်းအခွင့်လုံးဝအဲ့ဒီကောင်းကြီးမရအောင်။ဒါကြောင့်ကျေးဇူးတော်ကာလမှာအသင်းတော်မှာပါဝင်ရင်ကျွန်တော်ကြုံကြိုက်လို့အသင်းတော်ဘိမှတော့တိဆောက်ဖို့ကြုံလာတဲ့အခါမှာကျွန်တော်တို့တအားသရွေ့ဟာလာကျွန်တော်တို့ဒီအိမ်တော်အတွက် ဟုတ်လားတနည်းအားဖြင့်နားလည်လွယ်အောင်ပြောဖះเจ้าအတွက်ပေါ့ဒီဆောက်တဲ့နေရာမှာကျွန်တော်တို့ပါဝင်ဖို့အင်မတန်မှာဖះသခင်အလိုတော်ရှိတယ်ဆိုတာကိုကျွန်တော်တို့နားလည်ရတယ်ချစ်တော်ဓမ္မမင်းရွှေများဒါကြောင့်မို့ဒီနေ့ဒါဝင်မင်းကြီးဟာတကယ်ပဲသူ့သားအားဖြင့်သူ့ရဲ့မျိုးဆက်တွေဟာဘာကြောင့်ကောင်းကြီးခံစားရတယ်လဲဖះသခင်အိမ်တော်အတွက်စဉ်းစားပေးတယ်အမှုတော်အတွက်အမြဲတမ်းပံ့ပိုးပေးတဲ့သူဖြစ်တယ်တယောက်ကျေးဇူးတော်ကာလမှာကျွန်တော်တို့ကြည့်အသင်းတော်အတွက်အမြဲတမ်းပံ့ပိုး ံ့ပိုးပေးသောမိသားစုတွေအသင်းတော်အတွက်မတွန့်တိုပဲအမြဲတမ်းပါဝင်ပေးသောမိသားစုတွေသူရဲ့မျိုးဆက်တွေဟာတကယ်ပဲကောင်းကြီးမင်္ဂလာခံစားရတယ်။ထိုသူတွေရဲ့မျိုးဆက်ဟာမြေပေါ်မှာအားကြီးတယ်။နော်တရားအဲဆာလန်ဆီယာမှာလည်းတွေ့ရတယ်နော်ဆာလန်ဆီယာဒါဝိမင်းကြီးပြောသလိုပဲထိုသူရဲ့မျိုးနွယ်တွေမြေပေါ်မှာအားကြီးတယ်။ဒီနေ့ခြေစတော်ကာလအသင်းတော်ကာလမှာပဲကျွန်တော်ကြည့်ဟာလာအသင်းတော်ကိုချစ်ပြီးပါဝင်ဆက်ကတဲ့သူတိုင်းဟာ သူ့ရဲ့သားသမီးတွေကျွန်တော်တို့မိတွေမြစ်တွေကိုကျွန်တော်ပြန်ကြည့်မြေပေါ်မှာဒီနေ့အောက်ကြနောက်ကြတိတ်မရှိဘူးအမီးပိုင်းမှာအထာခံရတာတိတ်မရှိဘူးဒီနေ့ဥကောင်းပိုင်းမှာဘုရားသခင်ချီးမြှောက်တာကျွန်တော်တို့ကြွေတွေ့ရတယ်ကုမ္ပဏီတွေမှာရုံးလုပ်ငန်းတွေမှာပညာရေးတွေမှာအမှုပညာလောကအတိုင်းဝိုင်းတွေမှာဟာလားနောက်ဆုံးဘယ်နေရာမှာကြည့်ကြည့်ဟာလားပြပခီးစင်တော်မှာဟာလားအိမ်ရှိအိမ်နောက်ကဲ့သို့သွားနေရတာဒါကသူတို့အတွက် blessing ဖြစ်တယ်ချစ်တော်ကြမမရှိရောဒီနေ့ ကျွန်တော်ဒီအခွင့်အခါရလာပါကဒါဝိတ်ကိုအတူယူပြီးအိမ်တော်အတွက်ပါဝင်ဆက်ကရအောင်ဟာလာဒါမှသာလဲကျွန်တော်မျိုးဆက်တွေဟာလာပြန်လဲပြီးတော့မှချီးမြှောက်ခြင်းခံရမှာဖြစ်တယ်ဆိုတာကိုဒီနေ့နှုတ်ဥပတော်အားဖြင့်ဗိမာန်တော်နဲ့ပတ်သက်တာဟာလာလက်ရှိအိမ်တော်နဲ့ဘုရားကျောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဆက်လင်းပြီးတော့မှနှုတ်ဥပတော်အားဖြင့်ပြန်လဲဝေခါပါအရောက်စီတိုင်းဘုရားသခင် ကောင်းချီးပေးပါစေ